ိပဿနာထိုင်တဲ့အခါမှာပေါ်လာတဲ့အယုံကိုရှုပွားလို့ရတယ်ဘယ်ဟာပဲဖြစ်ဖြစ်ပေါ်လာတဲ့အယုံထဲမှာလည်းပူးထင်ရှားတဲ့ဟာကိုရှုဖို့လိုတယ်ပျောက်သွားတာတွေလိုက်ရှာဖို့မလိုဘူးပေါ်လာတဲ့အယုံတွေဟာကိုယ့်ရဲ့နှလုံးထဲမှာပေါ်လာတယ်မျက်စိမိတ်ထားတယ်ဆိုရင်တော့ပေါ်လာနိုင်တာကတော့ခဏကဟိုထွက်လေဝင်လေထိတာတို့တိတာတို့ဒါတွေကပေါ်လာနိုင်တယ် ဲ့တော့ထိတာလေးကဝါယောဖုတ္တဗံကကာယပတ္တရာကိုလာထိတယ်ဝါယောဖုတ္တဗံနဲ့ကာယပတ္တရာသည်ယုတ်တရားဘာကြောင့်ယုတ်တရားလို့ပြောလို့ဆိုရင်သူတို့ကသိနိုင်စွာမရှိဘူးသူတို့နှစ်ခုထိလိုက်လို့သိလာတဲ့အသိစိတ်လေးကနတ္တရား။ဘာကြောင့်လို့ဆိုရင်ထိမှုဆိုတဲ့အာယုံကိုရှားယူနိုင်လို့သူကနတ္တရား။အဲ့တော့ယုံနဲ့နာနှစ်ခုပဲရှိတယ်ဆိုတာလေးကိုအာယုံဆိုင်ပြီးအသက်မှန်မှန်လေးရှုနေတာဒါလည်းပဲကမ္မထာပဲ။ နောက်တစ်ခုကထွက်လေဝင်လေပေါ်မှာအာယုံကမရောက်ဘူးထိုင်နဲ့ကြမ်းပြင်နဲ့ကိုယ်ခန္ဓာကိုယ်နဲ့ဆိုရင်လည်းထိုင်နဲ့ကြမ်းပြင်ကမာကျောနေလို့တိတာနေတယ်တိတာနေရင်ထိုင်နဲ့ကြမ်းပြင်ကဖွတ်တတ်ပါဖွတ်တတ်ပါအာယုံထိုင်နဲ့ကိုယ်ခန္ဓာကိုယ်ကြီးကกายปตาระဟောဖွတ်တတ်ပါနဲ့กายปตาระပေါင်းလိုက်တဲ့အခါမှာနာရံလည်းတိတယ်ပြော့ရံလည်းတိတယ်ဟော အဲ့ဒါလည်းပဲထိထက်လေဝင်နေလို့ပဲကျမ်းပြင်ဆိုရဲဖုတ္တဗာယုံနေကိုခန္ဓာကိုယ်ထိနေတဲ့ကျမ်းပြင်နဲ့ထိနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းဆိုရဲကာယပတာရအဲ့ဒီနှစ်ခုပေါင်းစပ်ပြီးတော့ထိမှန်သိနေတဲ့အသိစိတ်ကလေးကနန္တရာတော့ဟောယုတ်တရားနဲ့နန္တရာဒါလေးအာရုံပြုနေလို့ရှင်လည်းပဲဝိပဿနာဖြစ်တယ်အဲ့ဒီအချိန်မှာဒီနှစ်ခုကိုပဲ အာယုံဆိုင်ပြီးတော့တိနေအောင်လုပ်ရမယ်။မမြဲတာတွေပါလေရှောက်မတွေးနဲ့ဦး။သူကသူတိလာမှာ။အဲ့တော့ကိုတတိထားရမှာကနှမျိုးပါလားဆိုတာကိုတိနေဖို့လုပ်တယ်။ငါထိုင်းနေတာတမျိုးတည်းလို့ထိုင်းအောင်မေ့နေတယ်ချိလိုက်တဲ့အခါလူရဲ့ပုံမှန်သဏ္ဍာန်နဲ့အလုံးမေးထားလိုက်ပြီးတော့အောက်ကမာတဲ့ပြော့တဲ့ထိုင်းကုံရဲ့ကိုရဲ့ထိုင်းကုံနဲ့ထိနေတဲ့ခန္ဓာကိုယ်စိတ်ပိုင်းရဲ့ အဲ့ဒီနှစ်ခုကာယပတာရနဲ့ဖုတ္တပါယုံဒီနှစ်ခုထိနေတာထိမှန်းသိလိုက်တဲ့ကာယဝိညာဉ်စေရအဲ့ဒီသုံးခုဟာဒီစေတမပြဖြစ်နေတယ်အဲ့ဒီသုံးခုကိုပထမဆုံးသိရှိနားလည်နေအောင်သိတာတာကိုညာတပရိညာလို့ပြောတယ်သိတဲ့သိလိုက်တာတွေကိုသိနေခုသိတာထိုင်းနေတော့သိတယ်ဆိုလို့ရှိရင်အောက်ကဖုတ္တပါဆိုတဲ့ထိုင်းကုန်ရဲ့ အထီတွေ့ကိုသိတယ်ကာယပဒါရကိုသိတယ်ထိမှန်ဒီနှစ်ခုထိလိုက်တာကိုဖြစ်ပေါ်လာတဲ့အသိစိတ်ကိုသိတယ်သုံးမျိုးအသိရှိလာတယ်သုံးမျိုးဟာနှမျိုးကယုတ်တရားသိတာကနန္တရားလို့ဆိုရုံနဲ့နန်နဲ့ခွဲလာတယ်အဲ့ဒီရုံနဲ့နန်နဲ့သဘာဝတရားနှစ်ခုကိုပဲမိမိရရကြီးဖြစ်လာအောင်သိသိတယ်ဆိုသိသိတယ်ဆိုတာ အလုံးချုပ်ပြီးတော့တည်တယ်လို့ဆိုလိုတယ်ပေါ့တည်တာပြောတာနော်ရှုံမှန်းတည်လိုက်တယ်နှမ်းမှန်းတည်တယ်ဒါကလွဲလို့ဘာမှမရှိဘူးဆိုတာတည်လာတယ်အဲ့ဒီယုံနဲ့နှမ်းနှစ်ခုသိသိသိရှိမှုဒီဒါဟာဝိပဿနာတရားရဲ့အာယုံပဲလို့ထင်မှားရတယ်